်မင်္ဂလာပါရှင်ကျမတို့ငူးခတ်တာပါ DVO မြန်တမ်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာရိုဟင်ဂျာလက်နက်ကိုင် RSA တပ်ဖွဲ့တွေနဲ့ RKA တပ်တော် AA တို့အခုရက်ပိုင်းအတွင်းမှာထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေရလို့ဒေသခံတွေကပြောပါရယ် အာဆာအဖွဲ့ကရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့အမောင်းတော်ခရိုင်မှာဒေသခံပြည်သူတွေကိုချောင်းမြောင်ပစ်ခတ်တပ်ဖြတ်တာတွေဖမ်းဆီးတာတွေလူရဲငွေညစ်တာတွေပြန်ပေးဆွဲတာတွေနဲ့မိုင်းခွဲတိုက်ခိုက်တာတွေကိုပါဆက်တိုက်ကျွလွန်လာနေတယ်လို့ဆိုပါတယ်။ ဒါပြင်အရခတ်တက်တော် A ရဲ့လုံခြုံရေးစခန်းတွေနဲ့တပ်ဖွဲ့ဝင်တွေကိုလည်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး RSA အဖွဲ့ရဲ့အကြမ်းဖက်လှုပ်ရှားမှုများလာတာနဲ့အမျှ A ကလည်းလိုက်လံရှင်းလင်းမှုတွေကိုဒီဇိုင်းမမတ်လှုပ်ဆောင်လာနေတာပါ။ဒါကြောင့်နေဆက်ဒေတာတလျှောက်ထိတွေ့တိုက်ပွဲတွေလည်းမကြာခဏဆိုသလိုဖြစ်ပွားနေပြီး RSA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေထိခိုက်ကြဆုံးမှုတွေများနေပြီးသူတို့အခြေစိုက်နေထိုင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားကြတယ်လို့လည်းသိရပါရယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA RSO တို့ဟာဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ရဲ့အကူအညီကိုအပြေအဝရယူပြီးနတ်မြစ်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကနေတဆင်ရခိုင်ပြည်မောင်တော်ခရိုင်နယ်ကိုစိတ်ဝင်နေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်ရှင်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ယောက်နဲ့စိတ်မနှံသူ၁ယောက်အပါအဝင် စုစုပေါင်း၄ယောက်တိစုံခဲ့ပြီးလူအယောက်၂၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့မင်းတပ်မြို့ကန်တွေကပြောပါတယ်အော်တိုဘားလာ၈ရက်နေ့ညမှာတိုက်လေရင်နှစ်စီးနဲ့မင်းတပ်မျိုးနယ်ကကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ မင်းတပ်မြို့နယ်ထင်းချောင်းရွာ RC ဖျားကျောင်းဝန်တွေကဆစ်ဆောင်စခန်းကစာတင်ကျောင်းကိုဘုံထိမှန်ပြီးဆယ်တန်းကျောင်းသား၃ယောက်နဲ့စိတ်မနှက်တဲ့အမျိုးသမီး၁ယောက်တိတ်ဆုံးခဲ့ရပါတယ်။ဒါပြင်ဝမ်မတူးရွာစာတင်ကျောင်းလည်းဘုံကျဲခံခဲ့ရပြီးပျက်စီးခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒဏ်ရာရှိသူတွေကတချို့ကလည်းဒဏ်ရာပြင်းထန်တဲ့အတွက်စိုးရင်စီရအခြေအနေတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ကလည်းလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်မင်းတပ်မြို့အနောက်ရပ်ကွက်ကဟုံးဟုံးဟိုတယ်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။ နိုင်ငံလူဦးရေ၃ပုံ၃ပုံကျော်ဖြစ်တဲ့လူငယ်တွေဟာပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေစိုးဝါးယိုယွင်းလာခဲ့ပြီးမြမလူငယ်တွေရဲ့အနာဂတ်ရက်တန့်ခံအခြေအနေကိုရောက်ရှိနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာအစ်စ်မှာဖော်ပြထားပါတယ်။တီးရီသတင်းပေးပို့ထားပါတယ်ရှင်။မြမနိုင်ငံလူဦးရေ၃ပုံ၃ပုံကျော်ဖြစ်တဲ့လူငယ်တွေဟာမကြုံစဘူးမရေရာတဲ့တင်ယူမှုအခြေအနေတွေရင်ဆိုင်နေကြရပြီး နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းလာမှုနဲ့လူမှုဘဝဆိုင်ရာပြဿနာတွေအကြားမှာလူငယ်တွေရဲ့ပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေဆိုးရွားယိုယွင်းလာခဲ့ပြီးမြမလူငယ်တွေရဲ့အနာဂတ်ရပ်တန့်ခံရတဲ့အခြေအနေကိုရောက်ရှိနေပြီးသူတို့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုအကောင့်ထဲမပေါ်နိုင်ဖြစ်နေခဲ့တယ်လို့အော်တိုဘလာ၂ရက်နေ့ကထုတ်ပြန်တဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာတက်မှာဖော်ပြထားပါတယ်မြမနိုင်ငံမှာအဆင့်မြင့်ပညာအောင်မြင်ထားသူတွေတောင်အလောက်ကန်ရှာဖွေဖို့ရုန်းကန်နေကြရပြီး အထူးသဖြင့်အမျိုးသမီးငယ်တွေမှာပုံမှုဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။အဲ့လိုအခြေအနေတွေမှာပညာရေးဆိုင်ရာဘွဲ့လက်မှတ်တွေရရှိနိုင်တဲ့အလောက်ကန်ခွင့်လန်းတွေအကြားချိတ်ဆက်မှုကင်းမဲ့နေတယ်လို့လည်းဆိုပါတယ်။ရန်ကုန်မြို့လိုမြို့ပြတွေမှာနေထိုင်တဲ့အဆင့်မြင့်ပညာပြီးမြောက်ထားတဲ့လူငယ်တွေပင်လျင်အလောက်ကန်ရှာပါမှုကြောင့်အနာဂတ်ပြောင်းနေတဲ့အခြေအနေကိုရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။လူငယ်တွေဟာတနစ်တာစာဝတ်နေရေးကိုမဖြစ်မနေဖြစ်ရှင်းနေရတဲ့အတွက်ဘဝတိုးတက်ရေးဖြစ်တဲ့ပညာရေးခန္ဓာမှာယဉ်နီမှုမလုပ်နိုင်ပဲ အနာကမရေမရာဖြစ်နေရဲ့လူငယ်တယောက်ကပြောပါတယ် လမ်းပြောင်းနေကြတာပေါ့အယူမဖြစ်ဘဲနဲ့လေနေကြတာလုံးတော့လုံးနေတယ်ဒါမဲ့မယူဘူးဖြစ်နေတာပေါ့ကျွန်တော်ဆိုလဲအင်ဂျင်နီယာဘွိုင်းနဲ့ပြီးထားတာပေါ့ကျွန်တော်တို့အလုပ်ရှာတဲ့အခါမှာလည်းဒီကိုရထားတဲ့ဘွိုင်းနဲ့100%လုံးချင်တဲ့အလုပ်တော့ထပ်တူတော့မကြဘူးပေါ့လေဒါမဲ့လည်းခေချင်နေရကျွန်တော်တို့လုံးလုံးရတာရှိတယ်ပေါ့စာဝင်းနေရတော့ပဲဖြစ်ဖြစ်အကူမြောင်မထားတဲ့အကြောင်းအရာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကိုရထားတဲ့ဘွိုင်းနဲ့ထပ်တူမကြရင်တော့မလုံးမဝင်လို့ရတာတွေရှိတယ်ပေါ့ကိုရဲ့စက်တန်ဖြစ်တဲ့ skill တွေကိုထပ်ပြီးတော့မဖြစ်နိုင်ဘူးဒီစာဝင်းနေရတော့ပဲရုန်းကန်နေရတာဖြစ် ဆရာနာသိမ့်မှုနောက်ပိုင်းနိုင်ငံသားကလာရောက်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေမရှိကြသလိုရှိပြီးသားအလုပ်ကိုင်တွေဟာလည်းနိုင်ငံတကာပြန်လည်ထွက်ခွာသွားတာတွေကြောင့်အလုပ်ကိုင်ရှားပါးမှုတွေဖြစ်နေတယ်လို့လူငယ်တွေကပြောပါတယ်။အလုပ်လက်မဲ့ရာဂိုင်တို့ဟာကျေးလက်ဒေသတွေမှာ9ဦးလျင်4ဦးနီးပါးအထိမြင့်တက်လာပြီးအထူးသဖြင့်တနင်္သာရီချင်းစကိုင်းနဲ့ကရင်တို့မှာအလုပ်လက်မဲ့အများဆုံးဖြစ်တယ်လို့အစိုးရကဆိုပါတယ်။ဒါ့အပြင်2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာ စစ်ကောင်စီကအသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်လူငယ်အများစုဟာနိုင်ငံပြည်ပကိုထွက်ပြေးခဲ့ကြရပြီးပြည်ပနိုင်ငံတွေမှာလည်းအလုတ်ကန်ရှာပါမှုနဲ့ရင်ဆိုင်နေကြရတယ်လို့လူငယ်တွေကပြောပါတယ် ပြည်တွင်းမှာလည်းအခက်အခဲကြုံတွေ့ရမှာရှိတယ်စစ်တပ်ရဲ့အဲ့လိုမတရားပါးစည်းရာတွေရှောင်တဲ့ရတာတွေပြီးတော့လို့ပြည်ပနိုင်ငံထောက်ခံရမှာဒါနဲ့မှခိုးကြောင်ခိုးဝဲအဲ့လိုနေရတာမျိုးတွေလည်းရှိခဲ့ကြအခုပြည်ပရောက်လာတော့လည်းလျှော်ဝင်နေထိုင်လို့ဟိုမရခဲ့အခြေအနေမျိုးတွေရှိရဲ့ပြည်နိုင်ငံသားအနေနဲ့ပြည်ပမှာအလုပ်ကောင်တစ်ခုရဖို့အလုပ်အဆင်ပြေဖို့အတော်လေးအခက်အခဲရှိရဲ့ကြအလုပ်ကောင်တစ်ခုရဖို့ဆိုရင်ကိုယ့်ဘက်ကအဲ့လိုစိုက်ထုတ်ပေးရတဲ့အားနဲ့ကိုရတဲ့ပတ်စံနဲ့အဲ့လိုမလောင်းကားတာမျိုးတွေရှိရဲ့ကြအဓိကတော့မြန်မာနိုင်ငံသားတွေဖြစ်နေလို့ဘူးလို့မျိုးကျွန်တော်တို့ပို့ပြီး းခက်ခဲနေတယ်ချက်တဲနေတယ်လို့ထင်တယ်ဗျာနိုင်ငံတကာလူငယ်၄သန်းနီးပါးဟာအလုလက်မဲ့ဖြစ်နေပြီးအလုလောက်ကင်နေသူလူငယ်အများစုဟာလည်းမိမိပိုင်လေယာလုပ်ငန်းတွေဒါမှမဟုတ်ယာယီနေစားအလုပ်တွေကဲ့သို့ပုံမှန်မဟုတ်တဲ့အလုသဘောခံနာတွေမှာလုပ်ကင်နေကြရပြီးဝင်ငွေထိခိုက်မှုတွေနဲ့စီးပွားရေးမတည်မငြိမ်ဖြစ်မှုတွေကိုခံစားနေရတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ကျမတီရီပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့နိုင်ငံတော်သမရဦးဝင်းမြင့်တို့နှစ်ယောက်ဟာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ပဲအဂတိလိုက်စားလို့ထောင်ကျခံနေရတဲ့သူတွေဖြစ်တယ်လို့ပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောပါတယ်ရန်ကုန်မြို့စီရိုနာဟိုတယ်မှာအော်တိုဘာလ၈ရက်နေ့မနက်ကပြုလုပ်တဲ့ပြီးသူရှိဆောင်ပါတီ၃မြင်းဆောင်2025သတင်းစာရှင်းလင်းပွဲမှာပြီးသုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကအခုလိုမျိုးပြောဆိုခဲ့တာပါ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ popular သတင်းဌာနကဦးမြတ်ခိုင်ကပြည်သူ့လုံးပါတီအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ဒေါန်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ဦးဝင်းထိန်တို့လွတ်မြောက်ဖို့တောင်းဆိုသွားမှာလားဆိုတဲ့မေးခွန်းကိုဒေါ်သက်သက်ခိုင်ကဖြေဆိုတာမှာအခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာပါ သူက NLD အစိုးရလက်ထက်နိုင်ငံတော်ပိုင်ရဟတ်ယင်ဝယ်ယူတဲ့ကိစ္စကိုရည်ညွှန်းပြီးအခုလိုပြောဆိုဆွတ်ဆွဲခဲ့တာ ဖြစ်ပါတယ်။လူထုခေါင်းဆောင်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုနိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားလို့ခေါင်းစဉ်တက်ပေမဲ့အကျဉ်းပြတ်ချစားမှုပုံမှန်တွေနဲ့အေးအေးယူခံထားရသူတွေပါလို့သူကဆိုပါတယ်။အာနာသိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကပြည်သူ့လွှတ်တော်193ဦးအမျိုးသားလွှတ်တော်145ဦး ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အယောက်320တိုင်းသားလူမျိုးစု14ဦးစုစုပေါင်း682ဦးဝင်ပြိုင်မှာဖြစ်ပါရယ်ရှင်ရုရှားရဲ့ပေါင်းဆက်စစ်ပွဲလို့ဥရောပကောင်းဆောင်တချို့ကဆွဆွဲထားတယ်။ဥရောပတလွားကလေစိတ်တွေကိုအနှောက်ယှက်ပေးနေတဲ့မောင်းသူမဲ့ဒရုန်းတွေကိုပစ်ချဖို့ဂျာမနီအစိုးရကရဲတပ်ဖွဲ့ကိုအခွင့်အာဏာပေးရမှာဖြစ်ပါတယ်။ အော်တိုဘားလ၈ရက်နေ့မှာအစိုးရအဖွဲ့ကသဘောတူညီခဲ့တဲ့ဥပဒေသစ်ဟာပြင်းထန်တဲ့ချိန်ချောက်မှုဒါမှမဟုတ်အနေရပြုမှုကိစ္စရပ်တွေမှာပြစ်ချခြင်းအပါအဝင်ဂျာမနီလေပိုင်နက်ကိုချိုးဖောက်တဲ့ drone တွေကိုချိန်မုံဖို့ရဲတွေကအတိအလင်းဖွင့်ပြထားပါတယ်။ မောင်းသူမဲ့လေရင်တွေကိုပစ်ချဖို့တခြားနည်းပညာတွေနဲ့ထိန်းချုပ်မှုလမ်းကြောင်းပြလင့်တွေကိုဖျက်တောက်ဖို့လေစာရောင်ကြီးတွေကိုသုံးတာဒါမှမဟုတ်တံပြန်ရေဒီယိုအတန်လွှဲဖျက်တောက်ခြင်းတွေပါဝင်ပါတယ်။ပြည်အောင်စုရဲတပ်ဖွဲ့က drone အနေရီကိုတိုက်ဖျက်ဖို့ခင်မီနည်းပညာကိုအသုံးပြုခွင့်ပေးထားတယ်လို့ဂျာမန်ပြည်ထောင်စုဝန်ကြီးအလက်ဇန်းဒါဒိုဘရင်ကဘာလင်မှာသတင်းထောက်တွေကိုပြောခဲ့ပါတယ်။ဂျာမန်ပြည်ထောင်စုရဲတပ်ဖွဲ့အတွင်းအထူးသီးသန့် drone တိုက်ဖျက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကိုဖန်တီးမယ်လို့ဒိုဘရင်ကပြောခဲ့ပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမရောငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်